ကဗျာသမိုင်းတွေကမြမကဗျာရဲ့တည်းအပိုင်းနှစ်ကဗျာကဘယ်ချိန်လောက်ကဘယ်လိုအစပြုခဲ့သလဲမြမကဗျာပေါ်ပေါက်လာပုံနဲ့ကဗျာပုံစံအမျိုးအစားဘယ်လိုအဆင့်ဆင့်ပြောင်းလဲသွားလဲဆိုတာကိုယခုအပိုင်းမှာနားဆင်ကြရမှာဖြစ်ပါတယ်ကဗျာဆိုတာအစပိုင်းကသရှင်တွေပုံမြင်တွေနဲ့ဒဏ္ဍာရီတွေကိုနှုတ်နဲ့ပြောဆိုရာကနေပေါ်ပေါက်လာခဲ့တယ်လို့ ရေဘူရသတ်မှတ်ထားကြပါတယ်။ဒါကြောင့်ကြပြားကိုလူတွေကဘယ်အချိန်မှာဘယ်လိုပုံစံတွေနဲ့စတင်အတိမတ်ပြုတ်တယ်လဲဆိုတာကိုတိတိကျကျသတ်မှတ်ဖို့ခက်ပါတယ်။ဒါပေမဲ့စာရေးသားပုံစံတစ်ခုဖြစ်ကြပြားကိုအတိမတ်ပြုတ်လာတဲ့အချိန်ကိုတော့အကြံဉာဏ်အဖြစ်ခွဲခြားနိုင်ပါတယ်။ BC 2000မှ BC 500ခန့်က မက်ဆိုပိုတီးနီးယားဂရိနဲ့အိန္ဒိယလိုရှေးဟောင်းယဉ်ကျေးမှုတွေမှာကြပြားတွေကို စာရေးသားမှတ်တမ်းတင်ခဲ့ကြပါတယ်။ဒီအကြောင်းကိုရှေ့ပိုင်းတွေမှာလည်းကျွန်တော်အနည်းငယ်ပြောပြပေးခဲ့ပါပြီ။ဒီပိုင်းကိုတော့အနည်းငယ်အကျယ်ရှင်းပါမယ်။အဲဒီအချိန်ကကြပြားဟာဘာသာရေးနိုင်ငံရေးနဲ့ဒဏ္ဍာရီဆိုင်ရာအကြောင်းအရာတွေကို မှတ်တမ်းတင်ဖို့အဓိကအသုံးပြုခဲ့တယ်လို့ဆိုပါတယ်။အထင်ရှားဆုံးဥပမာကတော့ BC 2100ခန့်ကရေးသားခဲ့တဲ့ဂီဂါမတ်ရဲ့ကဗျာရှိကြီးပဲဖြစ်ပြီးဒါကကဗျာကိုစာပေတစ်ခုဖြစ်စတင်အတိမတ်ပြုခဲ့သမိုင်းမှတ်တမ်းလို့ပြောနိုင်ပါတယ်။ဂရိယောမခေ BC 900မှ AC 900ခန့်မှာကဗျာဟာအနုပညာတစ်ခုဖြစ် ပို့ပြီးထင်ရှားလာပါတယ်။ဟိုးမားလိုကဗျာဆရာတွေရဲ့လက်ရာတွေကြောင့်ကဗျာဟာဒဏ္ဍာရီရဲ့ဖျားများအဖြစ်လူသားရဲ့စိတ်ခံစားမှုတွေကိုပါပုံဖော်လာနိုင်တယ်လို့လူတွေကသိလာကြပါတယ်။ဒီအချိန်မှာပဲကဗျာမျိုးစားတွေဖြစ်တယ်။ကဗျာရှိကဗျာတို့ပြဇက်ကဗျာအဲ့ဒီလိုအပိုင်းတွေများစွာ ခွဲခြားလာပြီး ရေးသားလာခဲ့ကြပါတယ်။အေဒီထောက်နေရာမှာယနေ့အချိန်ထိကြပြာအများစုမှာလူအများစုကြားမှာပိုပြီးလူသိများလာပြီးပုံနှိပ်လုပ်ငန်းတွေဖွံ့ဖြိုးလာတာကြောင့်ကြပြာစာအုပ်တွေလွယ်တကူရနိုင်လာပါတယ်။ဒန်ဒီရှေ့စ်ပီးယားနဲ့ဟော့စထရတ်တို့လိုကြပြာဆရာတွေကလည်း ကပြားဟာဘွာတဘာဝတရားလူစိတ်ရဲ့အရှိအကြောင်းအရာတွေကိုနုပညာဆန်းဆန်းပေါ်ပြနိုင်တဲ့အားကောင်းတဲ့စာပေအမျိုးအစားတစ်ခုဆိုတာတက်တည်ပြခဲ့ကြပါတယ်။ဒါကြောင့်ကပြားကိုနုပညာတရားအဖြစ်အတိအမှတ်ပြုလာတာကတော့ဂရိယောမခိကစတယ်လို့ပြောနိုင်ပေမဲ့စာပေတစ်ခုအဖြစ်စတင်ပေါ်လာတာကတော့ရှီဟောင်းမဆူပိုဒီနီးယားခေတ်ကလေးကပဲဖြစ်ပါတယ်။ မြမကပြရဲ့အကြောင်းကိုဆက်ပါမယ်။မြမကပြရိယာဆိုရင်လေရိုးရကပြကာယံလီလုံးဆက်တန်ပေါက်လင်္ကာယတုမော်ဒန်ပို့စ်မော်ဒန်စတဲ့ကပြအမျိုးအစားစုံစုံလင်လင်နဲ့ခေတ်လိုက်ရေးသားပုံစံအတွေ့အခေါ်နဲ့အတိတ်ပဲဖွင့်ဆိုမှုတွေပြောင်းလဲတိုးတက်လာခဲ့ပါတယ်။ဒီအပြောင်းလဲတွေကိုအဓိကအားဖြင့်ခေတ်သုံးခေတ်ခွဲခြားပြီးလည်လာနိုင်ပါသေးတယ်။ နံပါတ်၁ရိုးရကဗျာဖြစ်ပြီးရိုးရကဗျာခက်မှာစာဆိုတော်များဟာဘယင်နဲ့နန်းတွင်ကိုအလေးပေးပြီးရေးဆက်ခဲ့ကြပါတယ်။ကဗျာရဲ့ရည်ရွယ်ချက်ကအမှုပညာတတ်တတ်မဟုတ်ပဲဘယင်ရဲ့ဖုံးတော်ကိုကြီးကျူးဖို့ဘာသာရေးနဲ့ဆိုင်တဲ့အကြောင်းအရာတွေကို ဖော်ပြဖို့ရည်ရွယ်ခဲ့ကြရတာပါလား။လင်္ကာမော်ကွန်းရတူအေဂျင်အိုင်ဂျင်တန်ပေါက် စတဲ့ပုံစံအမျိုးမျိုးနဲ့ရေးဆက်ခဲ့ကြပါတယ်။သကလုံးရေးရွှေမှုဖွဲ့အနှဲ့စီကန်းချက်တွေကသတ်မှတ်ထားတဲ့ပုံစံတိုင်းရှိပါတယ်။ဖွဲ့အနှဲ့နုစိတ်ကိုလွန်လှပပါတယ်။ဂုံးမောင်ခင်မာဆိုရင် ဥပုံညပြန်တော်မင်ចောင်းဆရာတော်စတဲ့ပုံကိုယ်တွေကထင်ရှားပါတယ်။ကိတ္တိကဗျာចောင်းကိုဆက်ပါမယ်။ ခိတိကပြားလို့သတ်မှတ်ရမယ်ရှိန်ကာလဟာဆိုရင်အင်္ဂလိပ်တို့မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက်ပိုင်းမှာမြမစာပေလောကဟာရူရပုံစံတွေကနေကွဲထွက်လာပါတယ်ဆရာစောကြီးမင်းသူဝင် တင်မိုးစတဲ့ထင်ရှားတဲ့ကပြားဆရာတွေပေါ်ထွန်းလာပါတယ်ကပြားဆရာတွေဟာ ကိုယ်ခံစားချက်နဲ့ကိုယ်ပိုင်အတွေးခေါ်တွေကိုအဓိကထားလွတ်လပ်စွာ ဖော်ပြလာကြပါတယ် ကာယံကိုဖြတ်ပြီးလွတ်လပ်စွာရေးဖွဲတဲ့ပုံစံသကပီနဲ့နီးစက်တဲ့ရှားပုံစံတွေကိုစတင်အသုံးပြုကြတာပါရိုးရကပြားလိုအဖွဲအနှွက်ထက်သကလုံးတစ်လုံးချင်းစီရဲ့အတိတ်ပင်နဲ့ယတကိုပို့အသားပေးလာကြပါတယ်မော်ဒန်ခစ်ပြီးရင်ပို့စ်မော်ဒန်ခစ်ကိုထပ်ပြီးပြောပြပေးပါမယ်ပြားစရာတွေဟာ ခေတ္တရဲ့ယူဆတွေကိုပါကြော်လွန်ပြီးပုံမူတွီးခေါ်လေးနဲ့တဲ့ပုံစံအစ်စ်တွေနဲ့စမ်းသက်ရေးသားလာခဲ့ကြပါတယ်။ကြပြာကိုကာယံစီကန်းတွေမရှိပဲသကပြီအတိုင်းရေးဆက်တဲ့ပုံစံပုံမူများပြားလာပါတယ်။လူ့ဘဝရဲ့ရှုပ်ထွေးမှုတွေအိဗယ်မရှိမှုတွေနဲ့ပတ်ဝန်းကျင်က ဖြစ်ရွက်တွေကိုကြပြာအဖြစ်ပြောင်းလဲဖန်တီးလာကြပါတယ်။တူညီတဲ့ခံစားချက်ကို အမျိုးမျိုးသောရှုထောင့်တွေကနေတင်ပြလာပါတယ်။ Postmodern ခေတ်ဦးမှာတော့ကြပြဆရာအောင်ရှိဆရာမောင်ရှိုးနယ်ဆရာစုဝင်းမြင့်ခင်မောင်အေးစတဲ့ကြပြဆရာတွေပေါ်ထွန်းလာပါတယ်။ဒီလိုခေတ်လိုက်ပြောင်းလဲမှုတွေကြောင့်မြမကြပြဟာကန္နအသီးသီးကနေတိုးတက်ပြောင်းလဲလာခဲ့ပြီးတော့ယနေ့ခေတ်မှာလဲကြပြဆရာများတော်ဟာ ပုံစံအစ်စ်တွေနဲ့ စာဖတ်သူတွေကိုဆွဲဆောင်နေကြသည် ဖြစ်ပါတယ်။ခေတ်အလိုက်ပေါ်ထွက်ခဲ့တဲ့ကြ བྱ ဆရာအချို့ကိုလည်းပြောပြပေးပါဦးမယ်။မြန်မာနိုင်ငံမှာခေတ်အလိုက်ထင်ရှားကျော်ကြားတဲ့ကြ བྱ ဆရာတွေအများကြီးပေါ်ပေါက်ခဲ့ပါတယ်။အဲ့ဒီထေကမှာအချို့အကြောင်းကိုနင်းငယ်ပြောပြပေးပါမယ်။နံပါတ်1ဥပုံညာဥပုံညာဆိုရင်ကုန်းမောင်ခေကတင်ချားတဲ့စာစုတော်တစ်ဦးဖြစ်ပြီးကြပြပြဆက်လင်းကား အမျိုးမျိုးတို့ကိုရေးသားခဲ့ပါတယ်။နံပါတ်1ကန်တော်မင်ကျောင်းဆရာတော်မြမစာပေလောကမှာထင်ရှားတဲ့ဆရာတော်တစ်ပါးဖြစ်ပြီးကြပြလင်္ကာယတုစတဲ့အကြောင်းအရာတွေမှာရေးဆက်ဖို့နာမှာအလွန်တော်ပါတယ်။နံပါတ်3ဆရာလင်း20ရာစုအစောပိုင်းကထင်ရှားတဲ့စာရေးဆရာကြပြဆရာတဦးဖြစ်ပြီးသူ့ရဲ့ကြပြတွေဟာအရှိတဘာဝတရားနဲ့လူမှုဘဝအကြောင်းအများကိုပေါ်ညွှန်းလေရှိပါတယ်။ ံပါတ်၄ဆရာစောကြီးမြမစာပေလောကမှာခေတ်သစ်စာပေကိုဥဆောင်ခဲ့သူတူဖြစ်ပြီးကဗျာဝိတ္ထုစောင်းပါများသောကို ရေးသားခဲ့ပါတယ်သူရဲ့ကဗျာများဟာအတွေးမြင်စမ်းသပြီးဘဝအမှန်တရားများကိုထင်ဟပ်စေပါတယ်နံပါတ်၅ကတော့ဆရာသိမ့်ပေမြမစာရေးဆရာနိုင်ငံရေးသမားတည်င်းစာဆရာတအူးဖြစ်ပြီး ကဗျာဝိတုစောင်းပါများစွာကိုရေးသားခဲ့ပါတယ်ဆရာမင်းတူဝင်မြမစာလီလောကရဲ့ထင်ရှားတဲ့ကလေးကဗျာဆရာတဦးဖြစ်တပါတယ်ကဗျာပုံပြင်ကလေးကဗျာပေါင်းများစွာကိုရေးသားခဲ့ပြီး သူ့ရဲ့ကဗျာများဟာတဘာဝတရားရှင်းရှင်းမြတ်တာနဲ့ရိုးသားမှုကိုပေါ်ညွှန်းလေရှိပါတယ်တက္ကသိုလ်ဖုံးနိုင် ကဗျာဝိတုသောင်းပါးများသောကိုရေးသားခဲ့တဲ့စာရေးဆရာကဗျာဆရာတဦးဖြစ်ပါတယ်။ဆရာတကုံတာယာခေတ်သစ်မြမစာပေရဲ့ထင်ရှားတဲ့စာရေးဆရာကဗျာဆရာတဦးလည်းဖြစ်ပြီးသူ့ရဲ့လက်ရာတွေဟာစံတည်တဲ့ပုံစံတွေနဲ့လူ့ဘဝအကြောင်းအရာတွေကို ဖော်ညွှန်းလေးရှိပါတယ်။ဆရာမကြီးအစေရာသူမြမစာပေလောကရဲ့ထင်ရှားတဲ့ကဗျာဆရာမဝိတုဆရာမတဦးဖြစ် တိမှတ်ပြုကြပါတယ်။သူ့ရဲ့ကြံပြများဟာလူ့ဘဝရဲ့တင်းစိတ်ခံစားမှုများကိုထင်ရှားစေပါတယ်။ခေတ်သစ်မော်ဒန်ကြံပြလောကရဲ့ကြံပြဆရာများအကြောင်းကိုလည်းအနည်းငယ်ပြောပြပေးပါဦးမယ်။ကြံပြဆရာအောင်ရှင်သူဟာမြမခေတ်သစ်ကြံပြကိုပုံစံအစ်တွေနဲ့မိတ်ဆက်ပေးခဲ့သူတို့ဖြစ်ပြီးတော့လက်တွေ့ဆန်တဲ့ဘဝအမြင်တွေကိုကြံပြတွေထဲမှာထည့်သွင်းရေးသားလေးရှိပါတယ်။ ဆရာစိုးဝင်းမြင်သူကပြများဟာတော့အတွေးမြင်ပိုင်းဆိုင်ရာနက်နဲမှုဒသနာဆန်မှုတွေနဲ့ပြည်စုံပြီးတော့လူဘဝတဘာဝတရားနဲ့ပတ်ဝန်းကျင်အကြောင်းအရာတွေကို ကပြဆန်းဆန်းဖော်ကျူးလေးရှိပါတယ်ဆရာခင်မောင်အေးသူ့ရဲ့ကပြတွေကလူအဖွဲ့အစည်းရဲ့အားနည်းချက်တွေခိရဲ့ပြောင်းလဲမှုတွေကိုထင်ရှားစေပါတယ်ဆရာမောင်ချိုးနယ်ဟာမြမခိတိကပြမှာထူးခြားတဲ့အတန်ပိုင်ရှင်တစ်ဦးဖြစ်ပြီးတော့ ရိုးရှင်းတဲ့စကားလုံးတွေနဲ့နှက်နေတဲ့အတိတ်တွေကိုပေါ်ပြနိုင်သူပါဆရာမင်းကိုနိုင်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးဖြစ်လူတည်များပါတယ်သူရဲ့ကြံရတွေဟာလည်းခရီးရဲ့စိန်ခေါ်မှုတွေလွတ်လပ်ခွင့်တောင်းတမှုတွေကိုပေါ်ကျူးပါတယ်ဆရာမောင်စိန်းဒီသူရဲ့ကြံရတွေဟာတိမ်ဝေပြီးအတွေးစုဆိုင်မှုတွေပါဝင်လေရှိပါတယ်ဒါပြင်ဆရာတစ္ဆာနီရဲ့ကြံရတွေဟာလည်း ဖြစ်ပြန်လူငယ်တွေရဲ့အတွေ့အမြင်နဲ့ခံစားချက်တွေကိုကိုးစားပြုပါတယ်။ဒီကဗျာဆရာတွေဟာမြမခစ်တဲ့ကဗျာကို ပုံစံမျိုးမျိုးအတန်မျိုးမျိုးနဲ့ကျယ်ဝစေကူသူတွေဖြစ်ပါတယ်။သူတို့ရဲ့လက်ရာတွေကမြမစာပေကို အတွေ့အမြင်အစ်စ်တွေဖန်တီးမှုပုံစံအစ်စ်တွေနဲ့လှပစေခဲ့ပါတယ်။ယခုပြောပြပေးခဲ့တာတွေကတော့အနည်းငယ်မျှသာဖြစ်ပြီးတော့မြန်မာနိုင်ငံမှာထင်ရှားကြကြတဲ့ကဗျာဆရာတွေ အများကြီးကြံရှိနေပါသေးတယ်။သူတို့တူးချင်းတူတိုင်းဟာမြမစပေလောကမှာကိုပိုင်ဟန်ကိုပိုင်အီရှင်းတွေနဲ့အဖိုးမဖြစ်နိုင်တဲ့အမွေနှစ်တွေကို ရှင်းထားခဲ့ကြပါတယ်။နောက်လာမယ့်ဘိုင်းတုံးမှာဆိုရင်ကြပြရဲ့အနတ်ဒိတ်ပဲဖွင့်ဆိုဖို့အသေးစိတ်ကိုဆက်လက်ပြောပြပေးတော့မှာဖြစ်ပါတယ်။ယခုဘိုင်းဒီနားဆင်ပေးခဲ့ကြတဲ့တယောက်ချင်းဒီတိုင်းကိုထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။ အားလုံးပဲအဆင်ပြေကျန်းမာကြပါစေ။လက်ဖြန်တိုင်းမှာပြုံးနေဆုံးကြမယ်။